ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စနေနေ့လေးကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့အတွက်နေနေတို့ရဲ့ channel လေးကအမြဲတမ်းဆက်ပေးနေကြအမျိုးသမီးတွေနဲ့ငွေဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးဆွေးနွေးပေးပါမယ်ဒီနေ့မှာတော့နေနေဆွေးနွေးပေးမယ့်ခေါင်းစဉ်လေးကတော့မြန်မြန်ချမ်းသာလိုခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပေးမှာပါအဲအဲ့ဒီစိတ်ကလေဘလို့လူတွေမှာအဖြစ်များလဲဆိုတော့လူငယ်တိုင်းမှာဖြစ်မယ်လို့ထင်တယ်လူတိုင်းမှာပေါ့လူငယ်တိုင်းဆိုတော့လူတိုင်းမှာဖြစ်မယ်လို့ထင်တယ်မြန်မြန်ချမ်းသာခြင်းနဲ့စိတ်အဲ့ဒီစိတ်ကိုဖြစ်ပြီးဆိုတာနဲ့ အရင်ဆုံးစားမှားပါပြီအရင်ဆုံးလောဘတွေဝင်လာပါပြီလောဘကလောဘမရှိရအောင်မဟုတ်ဘူးလောဘရှိတင်တာတည်းရှိရင်အမားတွေစလုပ်ပါပြီအဲ့လာကိုနိနိပဝအတွေ့အကြုံလေးနဲ့ပြပြပေးချင်ပါတယ်နိနိလိုအမားတွေထပ်မလုပ်အောင်ဒီလိုဟာတွေကဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတာတွေကိုဒီလိုအချိန်မှာဘယ်လိုလုပ်ရမလဲဆိုတာနိနိရဲ့အမားတွေကနေသင်ခန်းစာလေးယူလို့ရအောင်ပြပြပေးချင်ပါတယ် နင်းနီးပေါ့နော်နင်းနီးအိမ်ကနင်းနီးကိုစီဝါရေးဆလုပ်တော့နင်းကိုပတ်စံလေး၁၀ခန်းမဲ့ပေးပါတယ်အဲ့ဒီအချိန်မှာနင်းစီဝါရေးဆလုပ်တယ်စီဝါရေးဆလုပ်တော့နင်းနီးရဲ့လုပ်ငန်းကပေါ့နော်လားစဉ်နင်းနီးတေးချမောက်စင်းရဲစရာလုပ်တယ်နင်းနီးရဲ့ဟာကအမျက်ငွေမထွက်ဘူးလုပ်ငန်းလည်ပတ်တယ်နင်းနီးစားစိတ်နေစေရတယ်အဲ့လောက်ပဲနင်းနီးရတယ်ပေါ့နော်အဲ့ဒီအချိန်မှာနင်းလုပ်ငန်းကတနက်ခွဲလောက်ဖြစ်လာတယ်တနက်ခွဲလောက်ဖြစ်လာတဲ့အချိန်မှာအဲ့ဒီမှာစိတ်ကဖြစ်လာပြီး စီဝါရီကစလောက်ထားနေအောင်မြင်နေစိတ်အောင်မြင်ခြင်းနဲ့စိတ်ပေါ့နော်တက်နှက်ခွဲလောက်နေငါမအောင်မြင်ဘူးဆိုပြီးဒီစီဝါရီကိုလက်ကလျှော့ကျင်လာတယ်။အဲ့လိုအချိန်မှာနောက်ထပ်လုပ်ငန်းတစ်ခုကိုစလုပ်ဖို့နီနီနောက်တစ်ခုကိုစလုပ်ဖို့စပြီးတော့ပြင်ဆင်နေ။အဲ့ဒီအချိန်မှာပြင်ဆင်နေတဲ့အချိန်မှာပထမလုပ်ငန်းလုံးမဟုတ်တော့ဘဲနဲ့ငွေအများကြီးထည့်ပြီးမြန်မြန်ချမ်းသာမဲ့နီးလန်းကိုနီနီလိုက်တယ်။အမှန်တကယ်တော့အဲ့ဒီလုပ်ငန်းကတကယ်တမ်းကျွမ်းကျင်တယ်။တကယ်ကိုကိုမြစ်ကိုတကယ်ကိုလုပ်နိုင်တယ်ဆိုရင်တကယ်ကိုပတ်ဆံရတဲ့လုပ်ငန်းတကယ်ကို အမြတ်ငွေရတဲ့လုပ်ငန်းမြန်မြန်ချမ်းသာတကယ်ကိုချမ်းသာနိုင်တဲ့လုပ်ငန်းမြန်မြန်ချမ်းသာတာတော့မဟုတ်ဘူးเนาะမြန်မြန်ချမ်းသာတဲ့လုပ်ငန်းဆိုတာမရှိဘူးအမကောင်းတာတွေအယောင်ဝယ်လို့ရတော့ချမ်းချမ်းသာမှာပေါ့เนาะကောင်းရန်ကောင်းဝယ်လုပ်ပြီးစီးပွားရှာနေတဲ့လူမှန်တယ်များအ ਨੇ ဆုံးကတော့ငါးနှစ်ဆယ်နဲ့ဆယ်စုနှစ်တခုထိရင်းမိမှတာကိုလိုချင်းတဲ့အနေထားကိုလိုချင်းတဲ့ဘဝအနေထိုင်မှုတခုကိုရတာဒါမဲ့နီနီကအဲ့ဒီချိန်မှာစားမှားတယ်ပေါ့เนาะ နင်းနီမှာရှိတဲ့ပတ်စံငွေတော်တော်များများကိုနင်းနီရှေ့ရရောနင်းနီရှေ့ကိုရှေ့ရထည့်တဲ့အမတွေပတ်စံတွေရောနင်းနီပတ်စံကိုယာကနန်းပေါ့နော်ယာကနန်းတော်တော်များများနီးအဲ့ဒီလုံငန်းမှာယင်းနီမြောက်နှံလိုက်တယ်အဲ့ဒီလုံငန်းနဲ့ပတ်သက်ပြီးနင်းနီဘာမှမသိဘူးသူကျွမ်းကျင်နေဆိုတော့လူရှိမှယင်းနီမြောက်နှံလိုက်တယ်ဒါပေမဲ့အဲ့ဒီလူကပြောသမျှလုပ်သမျှနင်းနီအကုန်ခံရတယ်အဲ့လာနဲ့ပတ်သက်ပြီးတော့နင်းနီရဲ့ငွေတပြားမှပြန်မရဘူးအဲ့ဒီမှာနင်းနီတေချာပေါက်တိလိုက်ပြီးနင်းနီ၆ထဲကိုခုံချမိသွားပြီဆိုတာနင်းနီတိလိုက်တယ် အဲ့လိုဘောနော်ဟိုချိုးပြုံးပြောခဲ့တဲ့စကားလိုပဲဘဝမှာဘောနော်လူတိုင်းကအမှားလုပ်ကြတယ်အဲအဲ့ဒီအမှားဘောနော်ကိုကိုအဲ့ဒီခုံချလိုက်တဲ့6ကတဲ့ပြန်တက်နိုင်တဲ့6လားပြန်မတက်နိုင်တဲ့6လားသိဖို့လိုတယ်ဘောနော်လောကကြီးမှာတော့နင်ဒီနေရာကနေ motivation ပေးရရင်ပြန်မတက်နိုင်တဲ့6ဆိုတာလုံးဝမရှိပါဘူးကိုခုံချလိုက်တဲ့6ပေါ်မူတည်ပြီးတော့မြ мян ခုံတက်နိုင်တာနဲ့ ရမ်းများပရက်ရှာတန်ခံပြီးမှအကြိုက်ပေးဆက်ပြီးမှတက်နိုင်တဲ့6ဆိုပြီး2မျိုးရှိတယ်ပေါ့နော် ကုန်မတက်နိုင်တဲ့6ဆိုတာကစိတ်နဲ့ပဲဆိုင်တယ်ဒါပေမဲ့လုံးလုံးကြီးကိုဘွားထက်ပေါ့နော်ကိုဘွားရဲ့ဝင်ငွေရဲ့ကိုရှာနိုင်တဲ့ပတ်စံရဲ့အပုံတရားလောက်ကြီးဘွားစိုးနေတယ်ဆိုလို့ရှိရင်လည်း2မျိုးပေါ့နော်အဲဒါပေမဲ့တေချာပေါက်ကတော့စိတ်ကအရင်ကြီးကိုရအောင်လုပ်မယ်ဆိုတဲ့စိတ်ကများနေရင်လည်းတေချာပေါက်ဒီ6ကိုခုံးတက်နိုင်ပါတယ် ဲ့လိုမျိုးပေါ့နော်ဘဝမှာအဲ့လိုမျိုးတွေမမြန်မချမ်းသာစေတဲ့နီးလန့်နေမလိုက်စေချင်ပါဘူးပြီးတော့သမားသူဘလောက်ပဲကြွန့်ကျင်ကြွန့်ကျင်ကို့မှာရှိတဲ့ယင်းနီဝေအကုန်လုံးကိုတခြားလူစီလုံးဝမထည့်ပါနဲ့ဒီလူကဒေကြပေါက်စီးရင်နဲ့စင်အားနဲ့သူလုံးပြနိုင်နေဆိုရင်တောင်မှပဲကို့ရဲ့ဝင်ငွေကို့မှာရှိတဲ့ပက်ဆန်ရဲ့သုံးပုံပုံတပုံဆယ်ပုံပုံတပုံဖြစ်ဖြစ်ကိုဆုံးရှုံးနိုင်တဲ့ပမာဏလောက်ပဲယင်းဒီမြုံနံပါအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး၆တွေခုံချတဲ့ချိန်မှာပြန်တရမယ့်ချိန်မှာ pressure ကလေ ထမလုံနေတဲ့ဟာကိုလာဒီ pressure တန်းလောက်ခံမယ်ဆိုရင်ဒီ၄၅၆နှစ်လောက်နေနေကြပေါ့နေရာတစ်ခုကိုရောက်နေပေါ့နော်ဒါကြောင့်မလူငယ်တွေကိုမြန်မြန်ချမ်းသာမယ်ဒီကိုမလိုက်စေချင်ပါဘူးကိုတေချာပေါ့ကိုလုပ်တဲ့လုပ်ငန်းကိုတေချာကျွမ်းကျင်အောင်လုပ်တေချာရှာပြရကြမှာကိုရဲ့ဘဝတလန်းနေဒီလုပ်ငန်းထဲမှာရှိရဆိုတာမြင်လာပါလိမ့်မယ်ဘယ်အရာမှလွယ်လွယ်လေးနဲ့ချမ်းသာတယ်ဆိုတာမရှိပါဘူးနောက်တစ်ခုကကျတော့စူးစမ်းနေတဲ့အချိန်မှာပေါ့နော် ခေါင်းထဲမှာစိတ်ထဲမှာတွေးထားမဲ့အရာက motivation ဆိုတာတဲ့ကိုယ့်ရဲ့စိတ်ကပေါ့နော်ဒါတွေကကြုံရမှာပဲဒီအခက်ခဲတွေငါသူများတွေတဲ့ပို့ပြီးတော့အဆင်ပြေခြင်းနဲ့ပူများသူများတွေတို့ငါငိုဝင်ဝင်ပို့ရခြင်းနဲ့ဆိုရင်တော့ဒီကြုံရတဲ့ခက်ခဲတွေကပို့ပြီးတော့များနေမှာပဲဒါကြောင့်မလို့ဒီပတ်စံရှားတဲ့အချိန်မှာပေါ့နော်မြန်မြန်ချမ်းသာမဲ့နှီးဝမလိုက်ပါနဲ့ pressure တန်တွေကိုကောင်းကောင်းခံမှာဒါတွေကပုံမှန်မှာပဲလို့စိတ်ကိုတွေးပါဒီလိုမျိုးပေါ့နော် အလှတွေဒီလိုကားလေးတွေစီးပြီးတော့သွားနေတဲ့ဘဝတွေဆိုတာကဒါအနေထားတစ်ခုကိုရောက်မှသူတို့ချပြတဲ့ဘဝတွေပါဟိုလုပ်ငန်းလုပ်တဲ့လူတွေကဒီလိုဘွားဒီလိုပုံစံမျိုးကြီးမြင်နေသွားနေမှာမဟုတ်ပင်မဲနဲ့ခက်ခဲတဲ့ဆင်းရဲတဲ့ဓာရီကိုကြုံပြရချင်မှဒီလိုအနေထားကိုရောက်တယ်ဆိုတာကိုစိတ်ကတွေးထားနိုင်မှုအမြဲတွေးထားနိုင်မှုလိုပါတယ်ရှင်ဒီပြိုလေးကတော့ဒီလောက်ပါပဲပေါ့နော်ဒီနေ့လိုအမှားတွေမကြုံရအောင်ဒီနေ့ကဒီနေ့မှဒီလိုအကြောင်းအရာလေးပြောပြပေးတာမျှဝေပေးတာဖြစ်ပါတယ်ရှင် ဒီဗီဒီယိုလေးဟာဒီမင်းတို့အတွက်ကြိုးတဆွန်နေရရှိရဲဆိုရင်ညီတို့ရဲ့ channel လေးကိုလိုက်ရ subscribe လုပ်ခဲ့ပေးလို့ရပါတယ်။နောက်ဗီဒီယိုလေးမှာလည်းဘလို့အကြောင်းအရာလေးတွေမေးစရာလေးတွေရှိလို့ရှိရင်မှတ်မှာမက်ကန်ပေးလို့ရပါတယ်။ကျေးဇူးပါရှင့်အားလုံး။